ငါကျွလုံမိတဲ့ကန်တာဘာဟာမင်းမေမင်းညိုအပိုင်းလေးအချက်ဟာအနံ့အရာသာနဲ့ပြည့်စုံတဲ့နှစ်လူခွဲရာအစိတ်ခွက်ပဲမေငယ်ရောက်ပြီနော်ဟဲအလုံးမသွားတာလားအင်းငယ်ဒီနေ့ဘာလို့စောစောပြန်လာလဲသိလားဟဲ့အင်းဒီနေ့ငယ်မွေးနေလေဟဲကျမအလုံးဝမ်းနေမိတယ်မိနေလိုက်တာတောင်းပန်ပါရဲ့ငယ်ရဲ့မေမင်း ဘာမှမဖြစ်ပါဘူးမေရေငင်းနားလေပါရဲ့အပြစ်မသွားတော့ဘာစားချင်လဲဘာလုပ်ချင်လဲငင်းလုတ်ပေးမေဩတောက်ကြမလားဥငဲ့သဘောပါပဲအဲ့ဒီညကဝရန်တာမှာငင်းနေကြမအတူတောက်ကြရင်အရှင်ကအရက်ကခါးရင်ထင်ရပေမဲ့အကူနဲ့တွေ့ပြီးနောက်ပိုင်းအကူအချက်ကပိုခါးချောင်းပြီးခဲ့ရတယ်အကူဆိုင်သိမ့်နေပြီရီတီတီတာမြင်ရတော့တယ်ငင်း မိဒီကောင်ကိုအပေါ်ကနေပလင်းနဲ့ထုတ်ခွဲလိုက်ရမလားလှုပ်ချင်လှုပ်လိုက်လေမိဟုတ်ပြီဟုတ်ပြီငယ်လက်တန်းများကိုကင်ကမတ်တက်ထားရလိုက်ချင်းကျမမြင်နေကြလို့မဟုတ်ဘဲအခုနောက်မှာအခုအမျိုးသမီးပါပါလာတယ်ငယ်တွေ့လားတွေ့ရလားငယ်ငယ်ဘာမှပြန်မပြောပလင်းနဲ့ကိုကောင်ကိုသာရိုက်ခွဲလိုက်မိတယ်ကျမ်းပြန်ပေါ်တော့ကျမပြင်းလဲသွားပြီးကျေပြီးမြင်နေရတယ် ပြီးတော့ငဲခေါ်တန်တွေနှုတ်ကလေးရည်ရွနေမိတယ်။ငါကျွလို့မိတဲ့ကန်တာပါဟာမင်းပဲ။မျက်လုံးများကိုမိတ်ချပြစ်လိုက်တယ်။တရေပြန်ရတော့ခေါင်းမှာ ပတ်တီးစီးထားရပြီးညကရောခုမနဲ့ရောဘာရီဘလူဆက်ဖြစ်ခဲ့လဲဘာမှမသိဘူး။အဆောင်ရှင်ကလည်းငဲဘလူကြီးတောင်းပန်ခဲ့ရတယ်လေစမမသိ။နိုးပြီလားမေ။အင်းတက်တာလားခေါင်းကိုက်မိလား။စက်သားဆံပြုံလုံနေရ ခဏနေမှတောင်းတော့မြ။ကမြကဘာရီဖြစ်သေးလဲ။အဆောင်ရှင်ရောဘာပြောသေးလဲ။စိတ်မပူပါနဲ့။ငယ်ကြည့်ပြောထားတယ်။ဟင်ဖုန်းရောမိဖုန်းရော။ဥဒင်မာအကုတ်စီကဖုန်းများဝင်ထားတာတွေ့ပေမဲ့ကျမပြန်မဆက်ခဲ့။သို့တော့လိုင်းဖွင့်လိုက်တော့ fiber မှာအကို active now ဖြစ်နေတယ်။ညကဘာဖြစ်တာလဲခလေး။ကိုကောင်ကိုရိုက်ခွဲလိုက်တာအကို။ စာကိုချက်ချင်းဖတ်ပြီးအကုတ်စီကဖုန်းဝင်လာခဲ့တယ်။ဟယ်လိုပြောပါ။မေကိုကိုကတိပေးကွာကိုကိုကိုနာကျင်အောင် မလုပ်ပါဘူးလို့မင်းနာကျင်ကိုနာကျင်ရတယ်လို့ပဲကွာ။အကူဟာအကူနာကျင်မှာကြောက်လို့ပြောနေတာလား။ကျမနာကျင်မှာကြောက်လို့ပြောနေတာလားဆိုတာကျမဝေခွဲမေးရမင်းအတွက်မင်းမင်းဖြစ်ဖြစ်ကိုစကားနားထောင်တာပဲဖြစ်ဖြစ်နောက်နောက်ကိုကိုကိုနာကျင်အောင်မလုပ်ဘူးလို့ဂရိပေးပါလားဟင် ဂတိပေးပါရင်မလုပ်တော့ပါဘူးအကိုဒါပေမဲ့အကိုကြောင့်အကိုကြောင့်နာကျင်ရရင်ရောကိုတောင်းမှန်ပါရဲ့ကွာဘာကျမအရင်ဝမ်းနေမိတယ်နာကျင်စရာကောင်းလိုက်တဲ့ဇလန်းအစမှကလေးကနာကျင်နေရတယ်ဒီလိုဇလန်းမျိုးရှိပါအောင်မလားမနည်းနိုင်ဘူးဆိုတာလေသိတယ်နာကျင်ရမှလည်းသိတယ်ဒါပေမဲ့နှလုံးသားတွေကချိတ်မိပြီးချစ်ချင်နေသေးတယ်မုန်းလို့ရမယ်မိလို့ရမယ်ဆိုရင် မိတကယ်မုန်းလိုက်မိလိုက်ချင်တယ်သိလားအကိုစံပြောပါနဲ့တော့ကွာမပြောပါနဲ့တော့ဒါဟာဇလန်းမဟုတ်ဘူးလက်တွေ့ဘဝပါမေမင်းနာကျင်ရမယ်ဆိုတာကိုချူသိခဲ့ချက်တယ်လို့ဖွင့်မပြောခဲ့ဘူးသိလားမေတို့တယောက်ကိုတယောက်တကယ်ချစ်ခဲ့ကြတာပဲမဟုတ်လားယဘာလို့မေတို့ကြမှဒီလိုကြီးခံစားနေရတာလဲဘာလို့လဲအကိုရေဘာလို့လဲမငိုပါနဲ့ကွာဖြေပါဖြေစမ်းပါ ဘာကြောင့်မိအတွက်အချစ်ကနာကျင်နေရတာလဲဘာကြောင့်လဲမိဘာမှားနေလဲဖြေပေးပါ အကူရဲ့ဖြေပေးပါခလေးတယောက်လိုအော်ဟစ်ငိုယူပြောဆိုလိုက်မိတယ်အဖြေမရှိဘူးထင်ပါရဲ့အကူတိတ်ဆိတ်နေခဲ့ပြီးကျမငိုတန်တွေသာဖုန်းနဲ့ပြည်နေခဲ့တယ်ကျမသိတယ်အကူလည်းငိုနေမယ်ဆိုတာအခုချိန်မှာအခုတိတ်ဆိတ်ခြင်းကကျမငိုတန်တွေထပ်ပူချင်နေပြီမလားအဲ့ဒီနေ့ကမိုးတွေအရန်ရွာနေခဲ့တာ မြို့ထဲမှာကားလမ်းပေါ်ထိရေရေတက်တယ်လို့သတင်းတွေကြားရတယ်။မင်းငယ်အလောက်သွားပြီးမနက်စာပြင်ခဲ့တယ်။မြမြစာနော်။ဟုတ်ဂင်းဆိုင်ပါငယ်။မင်းလည်းအပြင်သွားမှာပစ္စည်းဝယ်စရာရှိလို့။နောက်ရက်မှသွားပါလားမင်း။ရေရေကြီးနေတာမြို့ထဲမှာငယ်ဘာဝယ်လာခဲ့ရမလဲ။ဘာဝယ်မလို့လဲ။ဟဲ့အင်းမိပါတာသွားလိုက်မယ်။အာအမဂယုဆိုင်တတတာနော်။ ျမအချင်းကလှုပ်ချင်တာရှိရင်ဘလို့လူမိအကြောင်းတရားကမှ အဖြက်စီးမခံအပြက်မခံတတ်ရအောင်လုပ်တတ်တယ်။ရည်ကြီးတဲ့နေ့မှပဲကျမဟာမြမဝစ်ဆောင်ကြီးဝင်လျက်ဝစ်ဆောင်နေကျမလိုက်တယ်ထင်နေအကုဟာအကြည့်ကိုကျမစီကတစက်ကလေးမှမလွှဲအပြင်သွားမလို့လားအင်းခင်းဆိုင်နော်အင်းတအင်းအင်းနေကွာကိုကိုချက်လားချက်တာပေါ့ဒါဆိုပြုံးပြ ပါးစပ်စစ်စစ်ပိတ်ခါပြုံးပြလိုက်ပြီး စနောက်ခါရှာလင်းထုတ်ပြလိုက်တယ်။ကားပေါ်ရောက်တဲ့အထိအကူစာရီဇက်တိုက်ပို့နေခဲ့။ထီးယူသွားတယ်ဟုတ်လား။ကားပေါ်ခရူးဆိုင်နော်။ထိုင်ကုန်ရလား။ရောက်ပြီလား။စိတ်မချဖြစ်နေပြီးဖုန်းတွေလည်းခေါ်နေခဲ့တယ်။ရှင်ရီကဒူးလောက်ထိတက်နေရမှုအမြင်ဝေးချင်ပေမဲ့လေပစ္စည်းကရှာမတွေ့။မိုးရီတွေလည်းရွှဲဆူလျက်နှစ်နာရီကျော်မှအိမ်ပြန်ရောက်ခဲ့တယ်။ ဘာသွားဝင်တာလဲ for you ကို့အတွက်လားခဏနာအောင်မင်းမပင်မလာလို့အဲ့ဒီနေ့ကသူဆိုင်ပေအချင်းတင်းသွားတလေတော့မသိအစိုးကြီးအိပ်ပျော်သွားခဲ့တယ်ညာဆက်တနာရီလောက်သူစီကအိပ်ပီလာလို့စာဝင်လာမှလန်နိုးလာခဲ့ပြီးငယ်နိုးမှဆိုလို့အတန်ကိုပိတ်ပြစ်လိုက်တယ်မင်းဒီနေ့အရန်လာရင်ဘာတူလဲကို့သမီးလေးကိုပြောတာပါမင်းကဘာမနာလို့ဖြစ်ဟုတ်ဖြစ်မှဖြစ်ရ မနာလိုစရာဘာအကြောင်းရှိလို့လဲမနက်ကရှာထုတ်ပြသွားတာလေအနားမှာရှိရင်စွဲနှမ်းပြစ်လိုက်မှာစရာကိုစရာလေးကိုချစ်လို့ပေါ့ကွချစ်တယ်မင်းကလေးရဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကမင်းဘယ်ရောက်နေခဲ့ရလဲကွာကျမကိုထပ်နာကျင်စေခဲ့ပြန်ပြီမင်းကိုစာပို့ချင်လို့ကိုစောင့်နေရအမျိုးသမီးရောမရှိလေသူကအခန်းထဲမှာအိတ်နေကိုကအပြင်မှာစာရီဖြတ်ရလား အင်းဖြတ်ပါရင်နားတော့နားတော့ဒါပဲနော်ကိုမနက်စောစောလာခဲ့မင်းဟုတ်တတမနက်တနားရီ23မိနစ်မှာဖုန်းတစ်ခါဝင်နေကြာသွားရင်နောက်မနက်2နာရီ33မိနစ်မှာဖုန်းထပ်ဝင်လာရင် ကျမစိတ်ထဲခုနေတာနဲ့ကင်ပြီးမှဘာမှမပြောဘဲပြန်ချလိုက်မိတယ်နောက်ဆုံးမနက်2နာရီ40မိနစ်မှာစတဲ့ဆောင်ဝင်လာတယ်မိမကမင်းနေတယ်ဘသူလဲတဲ့ အဲ့ဒီစာကိုမြင်ပြီးချိန်မှာ ကျမရှင်လေးကပြန်ဝင်နေတဲ့လေးပြာပေါင်းတထောင်မကဟာကျမခန္ဓာကိုယ်ကိုပြန်ကပ်လာခဲ့တယ်။အကိုဟာမိမရှိတယ်အကိုသိသွားပြီ။ဒီစာဟာ အကိုပို့တာမဖြစ်နိုင်ဘူး။အကိုဟာအစောကနှုတ်ဆက်သွားခဲ့ပြီ။အိုးမနေ့ကငါ့ကိုရှံလာတွေ့ကြလိမ့်မယ်။ငယ်နေပြဿနာတက်ကြတော့မှာပဲ။အဆောင်ပြောင်းရမှာဟုတ်တယ်ဆိုတဲ့အတွေးနဲ့ပစ္စည်းတွေထသိမ်းနေမိပြန်တယ်။ ငါဘာတွေလုပ်မိခဲ့ပါလဲအကူရောစာတွေဖြတ်မိရဲ့လားတွေ့သွားပြီလားသူတို့တွေဟန်ဖြစ်နေကြလားမသိဘူးအကူအစင်မှပြေးရဲ့လားတွေးယူတွေးတမ်းဖြစ်နေချိန်မှာတော့အကူကိုတွေးစိတ်ပူနေမိခဲ့ပြီးတညလုံးအိတ်လို့မရခင်မနက်ဘာဖြစ်မလဲလို့တွေးကငုံယူနေမိရဲ့မနက်6နာရီမှာ ကျမခန္ဓာမငြိမ်လို့ငယ်နိုးလာတယ်ငယ်သူတိတ်သွားပြီထင်တယ်ငယ်ဘာတူလဲမေဘာတူလဲဟင် အကိုအမျိုးသမီးလေးသူကဒေါသတကြီးနဲ့ပြောရင်အကိုပို့ပြီးအရှက်ရနာကျင်ရလိမ့်မယ်ငယ်။မေအဲ့လိုအကိုကိုမနာကျင်စေချင်ဘူးငယ်။လောက်ပါအောင်။မေတတိလေးပါလေးထားပါအောင်မေရဲ့။ငယ်အတန်တွေလဲငိုတန်ပါနေခဲ့တယ်။နောက်တနေ့မနက်7:00နာရီထိအကိုဆိုင်လာမခင်ပို့ပြီးစိတ်ပူခဲ့ရတယ်။အကိုအစင်မပြေခဲ့လားမသိဘူး။မိမနဲ့ရှမ်းဖြစ်ကွဲပြဲထိုးချင်မှုဖြစ်နေပြီလား။ အဲ့လိုဖြစ်နေပြီလားမသိဘူးနော်ငယ်ငယ်ရောကျမရော အကူဆိုင်ခင်းမဲ့အချိန်ကိုစောင့်ကြည့်နေခဲ့ကြတယ်ဝရဏာမှာထလိုက်ထိုင်လိုက် ထွတ်ထွတ်ကြည့်နေတဲ့ကျမကိုငယ်ကလက်ကိုလာကင်ပြီးပြင်းမနေပါဘီမေရဲ့ဘာစကားမှမပြောပြခင်အဲ့ဒီတနေ့လုံးအကူဆိုင်လာမခင်အရှင်ဖရာတပည့်တော်မဟာအဲ့ဒီအမျိုးသားကိုချက်တဲ့စိတ်တစ်ခုလေးနဲ့နှလုံးသားဆရာကိုလိုက်ခင်မိပါရဲ့ဖရာ။ တဦးတယောက်နာကျင်သွားပါစေပျက်စီးသွားပါစေဆိုတဲ့ရည်ရွယ်ချက်မျိုးမရှိခဲ့ပါဘူးဤသစ္စာမှန်ကန်ခဲ့ပါက အကုန်လုံးပြန်လည်အစဉ်ပြေပါစေဖေဟာညရေရီနဲ့ဖေဟာရှိဒူးထောက်သစ္စာစုနေမိခဲ့တယ်နောက်တနေ့ညနေ3နာရီထိဆိုင်မဖွင့်သေးဒါဆိုသိကြနေပါပြီအကုန်လုံးတခုခုဖြစ်နေကြရောပေါ့နေ့ရက်တောင်ဆိုင်လာမခင်းတာသူတို့လာရင်းနေကြတေချာပေါက်ပြဿနာတက်ကြရတော့မင်း ငါကြောင့်အကူရောငယ်ပါအဆက်တကွေအကျိုးနဲ့နာကျင်ခံစားရတော့မေးငယ်မင်းတို့ပြောင်းရအောင်အခုပြောင်းရအောင်ငယ်ရေနော်မရဘူးလေမေးဒီတလာတော့စောင့်ရမှာပဲမေးကြောက်နေတယ်ငယ်ရေမေးကြောင့်ပြဿနာတွေမဖြစ်စေချင်ဘူးဘလို့လောက်ရမလဲငယ်မေးတယောက်ထဲသွားရမလားငယ်ကိုဒါမေးမသိဘူးပြောလိုက်လေနော်မေးနေုံနေုံအင်းကြီးထဲလာရောမေးဟမ် ဒါဆိုသူတို့တွေကငဲ့ကိုဝိုင်းပြောကြမှာပေါ့စိတ်ကိုညင်ညင်လေးထားပါမိယူသွားလိမ့်မယ်ယူသွားလိမ့်မယ်သိလားဘာတွေဖြစ်ဖြစ်ဖြစ်လာတဲ့ပြဿနာတူတူရင်ဆိုင်ကြမယ်ငဲ့တယောက်လုံးရှိတယ်ဒါပေမဲ့စိတ်လေးခဏလောက်အနာပိတ်လိုက်ပါအောင်ဟာနော်